မိုင်းပြင်းမြို့၌ကျောင်းနေရွယ်ကလေးအလုံးစင်ဆက်မပြတ်ပညာသင်ယူဖို့ကျောင်းအပ်နှံကြပါစုမြေဆိုင်ပိုစတာများစိုက်ထူတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှေ့ပိုင်းကျိုင်းတုံခရိုင်မိုင်းပြင်းမြို့တွင်2025-2026ပညာသင်နှင့်ကျောင်းအပ်နှံရေးသတင်းပတ်ကျောင်းနေရွယ်ကလေးအလုံးစင်ဆက်မပြတ်ပညာသင်ယူဖို့ကျောင်းအပ်နှံကြပါစုမြေဆိုင်ပိုစတာစိုက်ထူခြင်းကိုယနေ့နေ့9နာရီချိန်ကအထက်ကကျောင်းရှိ မြို့မဈေးအရှိနှင့်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးရှိတို့၌စိုက်တူခဲ့ကြကြောင်းသိရပါသည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ဝင်းနှင့်အဖွဲ့ဝင်များမြို့နယ်ပညာရေးမှူးဒေါ်နန်းဟွန်နွမ်းနှင့်ဆရာဆရာမများဌာနဆိုင်ရာအကြီးအကဲများမြို့နယ်အမျိုးသမီးရာအဖွဲ့နှင့်မြို့နယ်မိခင်နှင့်ကလေးဆောင်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ကကျောင်းအပ်နံရေးမြေဆိုင်ပိုစတာအမွေးနံသားရေးများဖြင့်ပက်ပြန်းပေးခဲ့ကြောင်းသိရပါသည် မိုင်းပြင်းမြို့နယ်တွင်2025 2026ပညာသင်နှင့်ကျောင်းအပ်နံရေးနေကို မေလ22ရက်နေ့မှဇွန်လ1ရက်နေ့ထိ KG အတန်းမှဂရိတ်ထွဲအထိကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်ခမညာ